တ်ပြေ6ထပ်အကြောင်းလေးနည်းနည်းပြောမယ်။တ်ပြေ6ထပ်ဆိုတာနံပါတ်1ကစရုမဟာရာဇိကစရုမဟာရဲ့တ်ပြေဒီလိုခေါ်တာပေါ့စရုမဟာတာဝရင်တာယာမတုတိတာနေမနရတိပရနေမိတဝတဝတိဆိုပြီးတော့တ်ပြေ6ထပ်စရုမဟာရောဆိုတာစရုမဟာရဲ့တ်ပြေဆိုတာနမင်းကြီး၄ပါးပေါင်းပြီးတော့အုပ်ချုပ်တဲ့တိုင်းပြေခေါ်တာ။ တရရတနာမင်းတို့ဂန္ဓဗနာမင်းတို့ဝိရုဒကနာမင်းတို့ကုဝေရနာမင်းတို့အဲ့ဒီနာမင်း၄ပါ အုတ်ချုပ်တဲ့နတ်ပြည်ကိုဗာနတ်ပြည်ခေါ်တော့စတုမဟာရိနတ်ပြည်လို့ဒီလိုခေါ်တယ်ဥစဉ်တို့လူပြည်နဲ့နှီးဆုံးလို့ပြောလို့ရတာဟုတ်လားအဲ့ဒီစတုမဟာရိနတ်ပြည်ရဲ့အထက်ကမှာဗာလဲမေးရင် တာဝရိန်သာတာဝရိန်သာဆိုတာအစဆုံးကတာဝတိန်သာတာဝတိန်သာ30မြလောက်တော့ လူပြေကကောင်းမှုပြုသွားတဲ့လူတွေအခြေချပြီးနေထိုင်ကြရာ ဖြစ်လို့တာဝရင်သားဒီလိုခေါ်တာတရားမင်းကြီးကအဲ့ဒီမှာအုပ်ချုပ်တယ်အဲ့ဒီမှာတော့သူတယောက်တည်းအုပ်ချုပ်တယ်သောသောကလက်ပြေမှာတော့လေးယောက်အုပ်ချုပ်တာနော်နတ်မင်းကြီးလေးပါအဲ့တော့ဦးဇင်းတို့လူပြေကမှာလူတွေအားအကြဆုံးနဲ့အကောင်းဆုံးတွေတော်တော်များများစုတာလည်းအဲ့ဒီပဲဥမာသူဇာတာမြို့သမီးတို့နေတဲ့နေရာတို့နန္တာရေကန်တို့ ဝင်စရန်တာပြတ်သက်တို့သူဓမဇေယတို့ရှိတာသည်အဲ့ဒီတာဝရင်သားပဲဟုတ်ပြီလားအဲ့ဒီတာဝရင်သားမှာဟောအဲ့တော့တာဝရင်သားနတ်အုတ်ချုပ်တာဘယ်သူလဲမေးတဲ့တော့တရားမင်းတာဝရင်သားနတ်ရဲ့ထက်ကဘာနတ်လဲမေးလိုက်တော့ယာမဟုတ်တယ်မလားအဲသုတမဟာတာဝရင်သားယာမယာမနတ်ပြင်းထားနတ်ပြည်တဲ့စာရင်နင်းနေနေတယ် ။ဘာဖြစ်လို့လို့မေးလဲတော့ဓမ္မဂရိကနတ်သားတွေဖရာလောက်နတ်သားတွေဖရာရဲ့မေတော်တွေခမီးတော်တွေနေတဲ့နတ်ပြည်ဖြစ်လို့အဲ့ဒီနတ်ပြည်ဟာတရားဓမ္မတခြားသောနေရာဌာနတွေတဲ့ပူတယ်လို့ဒီလိုပြောလို့ရတာပေါ့။ဟုတ်လား။အေးအကြောင်မဦးစင်းတို့တော်တော်များများဟာတုတိတာနတ်ပြည်ကိုဆူတောင်းကြတယ်။ဥပမာနတ်ပြည်ရယထာ၆ဆင်းနဲ့လာပြီးတော့လူပဲဆိုရင်လူပြည်ကကောင်းမှုအင်မတန်ကြီးတဲ့လူတွေဥပမာဓမ္မိကနတ်သားဓမ္မိကဥပဒကကြီးပေါ့ တို့မျိုးသား900စုပေါင်းပြီးဥပုသ်ဆောင်သုံးနေကြတရားနဲ့နေနေကြအဲ့တကကြီးအသေးကဏိကာလရောက်တဲ့အခါနဲ့အထာချောင်းဆင်းလာလူလာအပြိုင်ဆိုင်လူကြတဲ့အခါမှာနေအောင်ကငါဖရဲလောင်းနေနေတဲ့နေရာတရားနာခွင့်ရတဲ့နေရာဖရဲလောင်းရဲ့မေတော်ခမည်းတော်တွေရှိတဲ့နေရာပဲငါသွားကျင်တယ်ပြောလိုက်တဲ့အခါတုတိတနာတအဲ့ဒါကျွန်တော်တို့ရဲ့နတ်ပြည်တပြည်ပဲရှိတယ်ကျွန်တဲ့နေရာမရှိဘူးလို့ဒီလိုပြောတာအဲ့ဒါနဲ့အဲ့ဒီဓမ္မိကနတ်သားဟာအဲ့ဒီကိုရွေးသွားတာဟုတ်ပြီလားအဲ့ဒီကိုရွေးသွားတာနောက်တစ်ခါ ငါးခုမြောက်နတ်ပြည်ကနေမနရတိနေမဆိုတာဘာလဲလို့မေးလိုက်တော့လူရစီးစဉ်ကိုမိမိဘာသာဖြန့်စင်းပြီးတော့ရတိမွေ့လျော်ကြအဲ့ဒါနေမနရတိခေါ်တာဥမာကိုအင်ကြီးလာလာလေးလူချင်းနဲ့ဘာအင်ကြီးလေးဘာအယောင်လေးဆိုကိုဖြန့်စင်းတဲ့အတိုင်းသူကပေါ်လာတာအဲ့ဒါလေးကနှစ်သက်စရာဘာလေးစားခြင်းနဲ့ဆိုကိုစိတ်တွေကနေပြီးတော့ကိုယ့်ကိုဖြန့်စင်းပြီးတော့မှစားတာဟုတ်လား သူတော်ကောင်းတို့တွေအင်းကကိုယ့်အိမ်မှာကိုယ့်ဘာအချင်းလေးစားခြင်းလဲဆိုအချင်းကျက်ကလေးချက်အချိုးလေးစားခြင်းဆိုအချိုးလေးကိုယ့်ဘာကိုယ်ပဲလှုပ်ကြရတာမို့လားကိုယ့်ဘာကိုယ်လှုပ်တဲ့အခါမှာခန္ဓာကိုယ်နဲ့လှုပ်ရတယ်ကိုယ့်ဘာစိတ်နဲ့တင်ပါစင်းတာအဲ့ဒါနေမနရတိနတ်ပြီကြိုက်စရာတော့သူကလွန်ကောင်းတယ်နော်တချင်းဆန်ကောင်းကောင်းလေးကြားခြင်းနဲ့မို့လားဟဲ့ဘာတချင်းလေးစောင်းတန်လေးပေါ်လိုက်ကောင်းလိုက်မာလို့စိတ်ထဲညွတ်လိုက်တယ်ပဲစောင်းတန်လေးတီးပြီးတော့သူ့မှာအဲ့ခံတော့မြတ်မဆိုင်ဝိုင်းသံလေးဆိုမြတ်မဆိုင်ဝိုင်းသံနမပေါ့နူးညံ့တဲ့အတန်လေးတွေသူ့လိုချင်တာသူချင်တာဒီလိုမျိုးလာတာ ဘုရားရှင်တို့ရသော်ဘုရားလက်ထက်ကအရှင်နုရုဒ္ဓရဲ့ဘဝတစ်ခုကမိဖုရားတော်ခဲ့တဲ့အမျိုးသမီးတရားအဲ့ဒီမနှက်ပြေမှာရောက်ဟုတ်လားအဲ့ဒီနှက်ပြေမှာရောက်ပြီးတော့နေတဲ့မျိုးသမီးကအရှင်နုရုဒ္ဓသည်လာတဲ့ကအတုဝတုသူစိတ်နဲ့ဖန်ဆင်းပြီးတော့တခြင်းလေးတွေဓမ္မဂီတာလေးတွေလာလာပြီးဖြောပြလေးရှိလို့ကြားပူတယ်ဟုတ်ပြီလားအဲအဲ့တော့ပြောချင်တာနေမနေရတိဆိုတာကိုယ်စိတ်ချက်ကိုယ့်အကိုဖန်ဆင်းပြီးတော့ နေတဲ့နေရာမျိုးကိုနေမနရတိလို့ဒီလိုခေါ်တယ်။ဟုတ်ပြီနော်။နောက်တကနံပါတ်6ကပရနေမိတာ။ပရဆိုတာကသူတော်ဘာနေမိတာကဖန်ဆင်းတာ။ကိုနေမဲ့အိမ်ကိုနေမဲ့ဗိမာန်ကိုကိုဘကိုမလို့ဘူးသူများကနေဖန်ဆင်းပေးရတာ။သူကတမျိုးပရနေမိတာနတ်။တမန်ကြီးရင်တော့နတ်ပြင်းပေါ့။ဟုတ်လား။ကိုနေမဲ့နေရာတော့ကိုဘကိုမလို့ဘူး။ တကယ်တမ်းကျသူကထိတ်ဆုံးရောက်နေတာသူကအမြင့်ဆုံးဖြစ်နေတယ်မလားချမ်းသာတဲ့လူတွေဘာတွေကိုကြည့်ရင်လဲကိုနေမဲ့အိမ်ကိုကကိုမဆောက်ဘူးလေမယားလက်သမားပတ်စံပြီးခိုင်မှအင်းဒီကပတ်စံပြီးခိုင်နေတယ်လို့မလားအေးနည်းနည်းဒီပုံစံမျိုးသူကတက်ရောက်သွားတာပေါ့အဲ့ဒီနတ်ပြည်မှာအုပ်ချုပ်တာကဘာလဲမေးလိုက်တော့ဝဏဝတီနတ်မင်းကြီးအုပ်ချုပ်တယ်အဲ့တော့နတ်ပြည်6ထပ်ဦးဇင်းတို့တွေစရုမဟာရာဇီ ဖြင့်နတ်ပြည်ကနတ်မင်းကြီး၄ယောက်အုပ်ချုပ်တဲ့တာဝရိန္ဒနတ်ပြည်ကတရားမင်းအုပ်ချုပ်တဲ့ရာမန်နတ်ပြည်ကသူ့ရာမန်နတ်မင်းအုပ်ချုပ်တဲ့တုတိတာနတ်ပြည်ကတန်တုတ်တိတာနတ်သားကြီးအုပ်ချုပ်တယ်တဲ့နေမန္တတိနတ်ပြည်ကသူ့နေမိတာနတ်သားကြီးအုပ်ချုပ်တယ်ပရနေမိတာဝသဝတိနတ်ပြည်ကပရနေမိတာနတ်သားကြီးအုပ်ချုပ်တယ်လို့ဒီလိုနားလည်ရမယ်နော်